မရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့အချက်20ပါဂါဇာငြိမ်းချမ်းရေးအစီအစဉ်ကိုကုလသမဂ္ဂလုံခြုံရေးကောင်စီကထောက်ခံအတည်ပြုလိုက်ပါတယ်။ဒီအစီအစဉ်မှာနိုင်ငံတကာတည်ငြိမ်ရေးတပ်ဖွဲ့ ISF တရက်ထူထောင်ဖို့ပါဝင်ပါတယ်။ဒီဆုံးဖြတ်ချက်ကိုအဖွဲ့ဝင်15နိုင်ငံမှ73နိုင်ငံကထောက်ခံခဲ့ပြီးရုရှားနဲ့တရုတ်တို့ကတော့မဲမပေးဘဲကြားနေခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်အရငြိမ်းချမ်းရေးဘုတ်အဖွဲ့ BOP လို့ခေါ်တဲ့အသွင်ကူးပြောင်းရေးအုပ်ချုပ်မှုအဖွဲ့ကိုလည်းဖွဲ့စည်းမှာဖြစ်ပြီးသမ္မတ Trump ကဥက္ကဋ္ဌအဖြစ်တာဝန်ယူမယ်လို့မျှော်လင့်ရပါတယ်။ ISF တပ်ဖွဲ့ဟာ Israel, Egypt အသစ်ဖွဲ့စည်းမဲ့ Palestine ရဲတပ်ဖွဲ့တို့နဲ့အတူနယ်စပ်လုံခြုံရေးနဲ့ Hamas အပါအဝင်အဖွဲ့တွေကိုလက်နက်ဖြုတ်သိမ်းရေးဆောင်ရွက်ရမှာဖြစ်ပါတယ်။ Hamas အဖွဲ့ကတော့ဒီဆုံးဖြတ်ချက်ဟာဂါဇာကပြည်သူတွေကိုရော ူတို့အဖွဲ့ကပါလက်မခံတဲ့နိုင်ငံတကာကအုတ်ထိန်မှုစနစ်တစ်ခုချမှတ်တာ ဖြစ်တယ်လို့ Telegram ကနေတဆင့်ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။တော်လည်းအင်အားစုကိုလက်နက်ဖြတ်သိမ်းတာအပါအဝင်ဂါဇာကမ်းမြောင်မှာနိုင်ငံတကာတပ်ဖွဲ့တွေကိုလုပ်ငန်းတာဝန်နဲ့အခမ်းကဏ္ဍတွေချထားတာဟာအဲ့ဒီအဖွဲ့ရဲ့ဗန်မလိုက်မှုကိုဖယ်ရှားရရောက်ပြီးတော့တိမ့်ပိုက်ထားသူတွေအကျိုးအတွက်ဘရီးပခမှာသက်ဆိုင်သူတအူအဖြစ်ပါဝင်လာရရောက်တယ်လို့ဟာမတ်စ်အဖွဲ့ကဝေဖန်ပါတယ် ဒါပေမဲ့နောက်ဖက်ကန်ဒေတာမှာအခြေဆိုင်တဲ့ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ PA နဲ့အီဂျစ် sorry အာရေဗျာတို့လိုအာရဗ်နိုင်ငံတွေကတော့ဒီဆုံးဖြတ်ချက်ကိုအရေးတကြီးအကောင့်ထဲပို့ဖို့တောင်းဆိုခဲ့ကြပါတယ်ရှင်။